မရဏတာသခင်ဖရာကြွလာတော်မူဂျွန်လ26ရက်ကိုကာယဝေဒနာတက်တာချင်းသွားစဉ်တွင်ကောင်းကင်နိုင်ငံတော်သည် တီလူနေပြီဟုတည်င်းကြားပြောကြလော။နာတော်သူတို့အားချမ်းသာပေးကြလော။တေတော်သူတို့ကိုထားမြောက်စေကြလော။နုတော်သူတို့ကိုတန်ရှင်းစေကြလော။နတ်ဆိုးတို့ကိုလည်းနှင်ထုတ်ကြလော။တင်တို့သည် အဖိုးမပေးဘဲကြီးစိုးတော်ကိုခံရကြပြီဖြစ်၍ အဖို့မခံပဲပေးကမ်းကြလော့ရှင်မတဲ့အခန်းကြီး30အငယ်18ဘေးတင်သောအချိန်ကာလသည်ကျွန်ုပ်တို့ရှိ၌ရှိနေသည်တလောကလုံးသည်ရှုပ်ထွေးမှုနှင့်ပူပင်သောကများကိုခံစားရမည်ယောဂမျိုးစုံသည်လူသားတို့အပေါ်ကျရောက်မည်ယခုပြန့်နှံ့နေသောဇမရည်စင်းမီများကိုလစ်လူရှုခြင်းသည်ကြည်မာသောဝေဒနာခံစားမှုများနှင့်ကဲတင်၍ရနိုင်မည့်အသက်ပေါင်းများစွာဆုံးရှုံးမှုများဖြစ်ပေါ်လာရသည် ဘာသာရေးပြင်းထန်မှုသည်ကျွန်တို့နိုင်ငံ၏လွတ်လပ်မှုကိုဖျို့ဖျက်နေခြင်းတွင် အော်တပစိတ်လွတ်လပ်မှုအတွေ့ရပ်တည်မိသူတို့သည် မသင့်လျော်သောနေရာတွင်ထားချင်းခံရကြမည်မိမိတို့အတွက်ကြောင့်ပင်သူတို့သည် အခွင့်အခါရှိခြင်းတွင်အနာရောဂါဖြစ်ရသည့်အကြောင်းရင်းများကာကွယ်ခြင်းကုသခြင်းစသည်တို့နှင့်ပတ်သက်၍အသိဉာဏ်ရှိကြရမည်ဤအချက်ကိုဆောင်ရွက်တော်သူတို့သည် နေရာတကာတွင်လွတ်ကွက်မြင်လိမ့်မည် ဝေဒနာခံစား၍အကုန်ကြီးလိုအပ်သူများစွာတို့သည် ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းတူသည်လူတို့အကြား၌၎င်းအများအဖြင့်တမန်တရားကိုမသိသောသူတို့အကြား၌၎င်းရှိနေလိမ့်မည်တတိယကောင်းကင်တမန်ဤတရင်စကားကိုဟောပြောခြင်းနှင့်ဆက်ဆက်သည့်စေဝါကုသခြင်းလုပ်ငန်းသည်အံ့ဘွယ်ရလက်များကိုဖြစ်ပေါ်စေမည်ကိုယ်တချင်းလုံငန်းသည်အသိတော်ဤကြီးမြတ်သောခေါင်းဆောင်ကြီးကရှီအိုးတပည့်တော်များလူဆောင်ရန်ဆေလွတ်တော်မူသည့်အလုံနှင့် လိတ်လျောငြီတွင်မှုရှိစေရန်စင်ကြယ်စေ၍စေလုံးမှုရှိသောအလုပ်ဖြစ်နေရမည်။ဤတပေတော်များကိုအတူတကွခေါ်၍ခရစ်တော်သည်သူတို့အားတောင်းအပ်နှင်းတော်မူခဲ့သည်။သွားစဉ်တွင်ကောင်းကင်နိုင်ငံတော်ဒီလူနေပြီဟုတည်င်းကြပြောကြလော့။နာသောသူတို့အားချမ်းသာပေးကြလော့။သေသောသူတို့ကိုထားမြောက်စေကြလော့။နှုတ်သောသူတို့ကိုတန်ရှင်းစေကြလော့။နတ်ဆိုးတို့ကိုလည်းနှင်းထုတ်ကြလော့။ ်တင်တို့သည်အဖိုးမပေးဘဲကြီးစုတော်ကိုခံရကြပြီဖြစ်၍အဖိုးမခံဘဲပေးကမ်းကြလော့တော်ခွေးစုထဲသို့တိုးတို့ကိုဆေလွတ်တကဲ့သို့တင်တို့ကိုငါဆေလွတ်၏ထို့ကြောင့်တင်တို့သည်မွေကဲ့သို့လိမ္မာလျက်ဂျုံငှက်ကဲ့သို့အစစ်ကင်းလျက်ရှိကြလော့ရှင်မတဲ့ခန်းကြီး30အငယ်986ဤကြမ်းချက်ကိုဖတ်ပြီး၎င်း၏ငွင်ကြမ်းချက်အတိုင်းကျွန်ုပ်တို့၏အလုံနိုင်ပြင်ဆင်ရန်ကောင်းသည် ရှေးဟူတပိတော်တို့သည် ခရစ်တော်ပေးသောတာဝန်နှင့်ထွက်သွားခဲ့ကြသည်ကိုရော်၏ဝိငင်တော်သည် သူတို့အတွက်လမ်းပြင်ဆင်ပေးခဲ့သည်ထို့သို့သောတရင်စကားကောင်းကြီးမင်လာများကို ပေးရန်ရှိနေခြင်းကြောင့်လူတို့သည်သူတို့ကိုအိမ်များ၌ကြိုဆိုကြမည်ဟုယုံကြည်ရမည်ကိုကာယဝေဒနာများငိမ့်စေခြင်းဖြင့်ဖျားသခင်သည် လူတို့၏စိတ်နှလုံးကိုရောက်ရှိစေတော်မူသည်စိတ်ထဲ၌ကြသောတမန်တော်များမျိုးစေ့ကို ဖျားသခင်ရေလောင်းတော်မူသည်ဤမျိုးစစ်ပေါက်မလာမီများစွာစိတ်ရှိရမည်သူရတွင်အစုံနှအပြင်ပေါက်လာပြီးသာရတဲ့အတွက်အသီးသီးလိမ့်မည်မိမိတကူတော်နှင့်အတွက်ဖျားသခင်ဤပြင်ဆင်မှုကိုလူတို့သည်နားလည်ခဲထားသည်တကား